ီဖြစ်ပျက်ကကျွန်တော်စတားဘက်မှာညဆိုင်အလုပ်စင်းနေတော့ဖြစ်ခဲ့တာပါ ကျွန်တော်တာဝန်ကျတဲ့ဆိုင်ကအဝေးပြေးလမ်းမကြီးတစ်ခုရဲ့ဘေးမှာရှိပါတယ်ထူးဆန်းတာကအဲ့ဒီပတ်ဝန်းကျင်ကတခြားဆိုင်တွေကည7:00နာရီလောက်ဆိုပိတ်နေကြပါပြီအိညာအင်္ဂါနေ့ည7:00နာရီ55လောက်ရှိပြီအတွင်းမိတွေမှိန်ထားစက်တွေစေးကြောပြီးကလထိုင်တွေလည်းစုပုံထားပြီးကျွန်တော်တယောက်တည်းပဲတော့ပိတ်ပြီးအိမ်ပြန်ဖို့စောင့်နေရပါ ရုတ်တရက်ကားအင်ဂျင်တန်းတိုးတိုးတစ်ခုကြားလိုက်ရတယ်။အနက်ရောင် SUV ကအကောင်စားကြီးတစ်စီးက drive through လမ်းကိုမောင်းပြီးတော့ဝင်လာခဲ့တယ်။ကျွန်တော်ထင်တာက နောက်ကျတဲ့ခရီးသည်တယောက်ကုန်တင်ကားသမားတယောက်ဒါမှမဟုတ်လက်များစုံတွဲတရွယ်ဖြစ်မယ်ပေါ့။ဒါပေမဲ့ကားရဲ့မှန်တွေကတရားမဝင်မှန်အမဲတွေကတ်ထားသလိုအမဲရောင်အပြည့်နဲ့အင်ဂျင်ကလည်းမပိတ်ပဲရပ်နေတယ်။ဘာလှုပ်ရှားမှုမှမရှိဘူး။ကျွန်တော်လဲစက္ကန့်အနည်းငယ်ကြာမှတော့ ဒီလိုရောင်းပြီးတော့အိမ်ပြန်လိုက်မယ်လို့စဉ်းစားလိုက်တယ်။စားပတ်မှကြိုဆိုပါရယ်။ဘာများကူညီပေးရမလဲခမားလို့ရှင်ကြီးစာနဲ့မေးလိုက်တယ်။ခဏကြာတော့စပီကာကနေတကြွကျင်းနဲ့ One Talk Caramel Bad Bad တဲ့ပထမတော့ကျွန်တော်သဘောမပေါက်ဘူးတကယ်ရယ်မိလိုက်ပြီ။ Caramel Macchiato တို့ပြောတာလားလို့မေးလိုက်တယ်။အဲ့လူစီကဘာအဖြေမှ ပြန်မလာပါဘူး။စပီကာကနေပုံမှန်အသက်ရှူတန်းတက်တက်လေးကိုပဲကြားရတယ်ကျွန်တော်ခဏတာစဉ်းစားလိုက်တယ် ကျွန်တော်ကိုစေကျော်သက်ကလေးတွေစောင့်နေနေတာဖြစ်မယ်လို့ထင်လိုက်တယ်။ကျွန်တော်လည်းအဲ့ဒီ SUV ကားကြီးပြန်ထွက်သွားဖို့စောင့်နေခဲ့တယ်။ဒါပေမဲ့ကားကထွက်မသွားဘူး။အင်ဂျင်ကိုနှွေးနေအောင်ထားပြီးတော့ရပ်နေတယ်။9မိနစ်၊10မိနစ်၊15မိနစ်ကြာသွားပြီမဲ့ကားကအဲ့ဒီမှာရှိနေတော့မယ်။ကျွန်တော်နှစ်ချက်ကိုဖြုတ်ပြီး အပီးသက်အလုပ်တွေကိုပဲအာရုံစိုက်ဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့စက္ကန့်အနည်းငယ်တိုင်းမှာ drive through ကင်မရာကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ SUV ကားကြီးကလုံးဝမလှုပ်ဘူး။ တကားလည်းမပွင့်ဘူး။မှန်လည်းမချဘူး။အင်ဂျင်တန်တိုးတိုးလေးပဲကြားနေရတယ်။နိုင်ဝက်လောက်ကြတော့ကျွန်တော်တကယ်ကိုထိတ်လန့်လာပြီ။အပြင်ဝင်ထွက်ပြီးစိုက်ပိတ်ပြီးဆိုတာသွားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်ကားဖခင်ဝင်ထွက်လာတော့လေအေးတွေတိုက်နေတာကြောင့်ရင်ထဲမှာအေးစိမ်သွားခဲ့တယ်။ကားနာရောက်တော့မှန်ပေါ်မှာတခုခုကိုသတိထားမိလိုက်တယ်။ပထမတော့အစွန်အထင်လွန်ထင်ခဲ့ပေမဲ့နောက်တော့ဘာဖြစ်နေလဲဆိုတာသဘောပေါက်သွားတယ်။မှန်တိုင်းရဲ့အတွင်းဘက်မှာသွေးတွေပေချန်နေတဲ့လက်ဝေးရာတွေ နောက်တကားမှအများဆုံးပဲအမျိုးသမီးတို့ရဲ့သေးငယ်တဲ့လက်ပွေရာတွေလို့ဖြစ်နေပြီးတချို့အရာတွေကအောက်ကိုပွတ်ဆွဲထားသလိုဖြစ်နေပါတယ်။ဘာရီလဲလို့စဉ်းစားနေတော့ရုတ်တရက် SUV ကားရဲ့နောက်ဖုံးကြီးကဒုံကနေပွင့်သွားခဲ့တယ်။ကျွန်တော်ချက်ချင်းလမ်းပြီးနောက်ဆုတ်လိုက်တယ်။မျက်လုံးတွေပြူးကျဲကြောက်လန့်ပြီးခေါင်းထဲကသွေးကြော်တွေစုပွက်လာသလိုခံစားခဲ့ရတယ်။ကားနောက်ဖုံးထဲမှာတော့စကြိုးတွေနဲ့တုံ့လောင်ခံထားရတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရတယ်။မျက်နှာမှာတန်တိတ်တွေကတ်ထားတယ်။ ခန္ဓာကိုယ်မှာပုံးပဲ့တံရရအပြည့်လက်ချောင်းတွေတော့မရှိတော့ဘူးပစက်ကအော်ဟစ်တန်နဲ့ဟနေပေမဲ့ရှာကလည်းပြတ်နေပြီသူမကမျက်လုံးပြူးပြူးနဲ့ကျွန်တော်ကိုကြည့်နေတယ်မျက်ရည်တွေကပါးပြင်ပေါ်မှာစီးကျနေပါတယ်အိမ်မက်ဆိုရဲထဲမှာတော့တခါမှတီလို့မြင်ရမယ်လို့မထင်ခဲ့ဘူးသူမတခုခုပြောဖို့စူးစမ်းနေတော့ SUV ကားမောင်းသူဘက်ကတကားပွင့်လာတယ်။အရက်ရှိပြီးတံမာတဲ့အမျိုးသားတယောက်ကဆင်းလာပါတယ်။ရှေလျားပြီးညက်ပတ်နေတဲ့ကုန်အင်းကြီးကိုလည်းဝတ်ထားတယ်။သူ့ရဲ့မျက်နှာ အဲ့မျက်နှာကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်တော့သူ့အရေးပြပေါ်မှာတကယ်လို့မျက်နှာတစ်ခုကိုချုပ်ရိုးတွေနဲ့ကတ်ထားတယ်သူ့ကိုယ်ဘက်သားကိုခွဲစိတ်ထားတဲ့အတွက်လယ်ဘေးကနေသွေးတွေစီးကြနေတယ်ချုပ်ရိုးတွေကိုတကယ်မြင်နေရတယ်နှာခမ်းတွေကလည်းမညီမညာနဲ့အယမ်းကျယ်နေပြီးမျက်လုံးတွေကတော့မေးနေတဲ့အနက်ရောင်အပေါက်တွေလိုပဲသူကကျွန်တော်ကိုအော်ဟစ်လိုက်တယ်ငါမှထားတာဗမာလဲတဲ့ကျွန်တော်ဘာမှမတုံ့ပြန်ခင်သူကကျွန်တော်ကော်လံကိုဖမ်းဆွဲပြီး drive through ပြရင်ပေါက်စီဆွဲခေါ်သွားတယ် ကျွန်တော်ပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ "तू ကကျွန်တော်ကောင်းအောင်အုံနေရန်နဲ့စောက်လိုက်တယ်။မျက်လုံးတွေပြသွားတယ်။ तू ကကျွန်တော်မျက်နှာကိုမှန်ပေါက်တဲ့ကိုအတင်းထိုးထည့်ပြီးတန်နဲ့မှန်နဲ့ကြားမှာကြိတ်ချေဖို့ကြိုးစားနေခဲ့တယ်။ကျွန်တော်ထိတ်လန့်မှုနဲ့ဖြစ်ပေါ်လာတဲ့ခွန်အားအလုံးကိုတုံးပြီးတော့ဘေးကိုလှဲထွက်လိုက်ပြီးတဝက်လောက်အတွင်းမှာပဲရအောင်ရုန်းကန်ထွက်နိုင်ခဲ့တယ်။ကျွန်တော် brain box လက်ကင်ကိုဖန်ဆွဲပြီးပိတ်ဖို့ကြိုးစားတော့မှ तू ကနောက်တစ်ချိန်ထပ်ဖမ်းမှုကြိုးစားပြန်တယ်။ဒီတခါတော့ သူ့လောင်မှန်ပေါင်နဲ့ညှက်မိသွားအောင်လှုပ်လိုက်တယ်။သူ့ဒေါသတကြီးအော်ဟစ်တယ်။ဟောင်းဘာလုပ်တာလဲလှုပ်။ဒီမှာခမ ्याई ခမ ्याई ဘသူနဲ့လာရန်ဖြစ်နေရလဲကျွန်တော်911ကိုဖုံးဆက်မှာ။သူ့လက်ကမှန်တကားကြားထဲမှာပိတ်မိနေပြီ။လက်ချောင်းတွေကရမ်းခါနေပါတယ်။နေရည်ကိုကုတ်ချက်နေတယ်။လွန်မြောက်ဖို့အားကုန်ကြိုးစားပေမဲ့သူမအောင်မြင်ပါဘူး။ကျွန်တော်နောက်ဆုတ်ပြီးဖုန်းကိုကောက်ကင်လိုက်တယ်။အရေးပေါ်ဌာနအောင်စကားပြောနေတော့သူ့လွတ်မထွက်သွားအောင်လဲကျွန်တော်စိုင်းကြည့်နေခဲ့တယ်။ သူမှန်းနေတဆင့်ဟိလာဟောင်လာနဲ့တရွေးတွေကိုထွေးနေတယ်။ငါတို့ဘာဖြစ်ခဲ့လဲဆိုတာမင်းမသိဘူးနော်။သူမကနစ်နာတဲ့သူမဟုတ်ငါမှနစ်နာတဲ့သူ။အဲ့ကောင်မငါ့ကိုလိန်သွားတာ။လှုပ်ပေးငါ့ကိုအခုလှုပ်ပေးငါရှင်းပြမယ်။နေပါ။ရဲရီလာမှခမားအကုန်ရှင်းပြလိုက်လို့ကျွန်တော်ပြောလိုက်တယ်။ကျွန်တော်ဆိုင်အတွင်းထဲကိုဝင်ပြီးရှဲကရဲ့အော်အော်တန်ကိုစောင့်နေခဲ့တယ်။ဒါပေမဲ့သူ့စီကနေကျွန်တော်မျက်လုံးမခွာခဲ့ဘူး။ဆယ်မိနစ်လောက်ကြာတော့ရဲရဲရောက်လာတယ်။သူ့အမှန်ပေါင်းကနေလှုပ်ဖို့လျှက်စစ်တန်းထန်းနဲ့ပြစ်ရတယ်။ ပြီးတော့သူတို့ကသူ့ကိုဆွဲထုတ်သွားတယ်။အဲလူကလဲကြပြီးစမ်းမြစ်ပေါ်မှာတယုံယုံဖြစ်နေအောင်ကျွန်တော်စောင့်ကြည့်နေခဲ့တယ်။နောက်ဖုံးတွေကအမျိုးသမီးကသူ့ဇနီးဖြစ်ပါတယ်။တတိမိတ်လူနီပါဖြစ်နေပေမဲ့အသက်ရှင်လျက်ရှိနေသေးတယ်။စေယုံကိုအ мян ပို့လိုက်ရတယ်။အဲညာနောက်ပိုင်းစုံစမ်းရေးအရာရှိကကျွန်တော်ကိုအသေးစိတ်ပြောပြတယ်။အဲလူကသုံးရကြအောင်ထွက်ပြေးနေခဲ့တာတဲ့။သူ့ဇနီးကိုတိတ်လူမျိုးပါရိုက်နှက်ပြီးရှောင်းအောင်လဲဖြတ် ဖုံးမသုံးနိုင်အောင်လက်ချောင်တွေကိုလည်းဖြတ်ထားတာပါတဲ့ပြီးတော့အဲလူဟာတခြားမြေထဲမှာသူမရဲ့အလောင်းကိုလူသူကင်းမဲ့တဲ့နေရာတစ်ခုမှာသွားဖြစ်ဖို့စီစဉ်ထားတာပါကျွန်တော်နားမလဲတာကသူကစတာဘတ်မှာနောက်ဆုံးအချိန်ပါလို့ရက်ခဲ့လဲဆိုတာပါပဲအပြင်မှာကားရက်ထားတဲ့တနားရီလုံးလုံးသူမကားနောက်ဖုံးထဲမှာသွေးတွေထွက်ကျိုးပဲ့ပြီးအသက်ရှင်လျက်ရှိနေခဲ့တယ်အဲရေစရာကောင်းတဲ့စကလုံး one talk caramel blood bath ဆိုတာကသူနဲ့သူ့ဇနီးကြကနှစ်ဦးသဘောတူနောက်ပြောင်မှုတစ်ခုဖြစ်ပါတယ် ဟောလုံးရာဒီမှာသူမပြောလို့ရှိတဲ့ရဲစရာစကားပါတဲ့အဲ့လိုကသူမအောင်မတက်ခင်နောက်ဆုံးတစ်ချိန်ဖြစ်သူမအောင်ကြားစီခြင်းလို့ဒီလိုလုပ်ခဲ့တာပါတဲ့တပတ်အကြာကျွန်တော်စတားဘက်ကနေအလုထွက်လိုက်ပါတယ် SUV ကားတွေကိုအရင်လိုမကြည့်နိုင်တော့ဘူးပြီးတော့ညဘက်လည်းတယောက်တည်းအလုထွက်လို့ဖြစ်မယ်မထင်တော့ပါဘူးပြင်းထန်လေးတို့ရေစုအခုပြောပြပေးသွားတဲ့ဟောရာဘာသာပြန်ဆက်လန်းလေးကိုကြိုက်နှစ်သက်ပါရဲ့လားရှင် တကယ်လို့ကြိုက်နေတတ်တယ်ဆိုလို့ရှင်တော့သူတို့ရဲ့ Mr. Night Main Channel လေးကိုလည်း Subscribe လုပ်ပြီးတော့ Like and Comment လေးတွေနဲ့ Support ပေးကြပါအောင်နော်ဒီဖြစ်ပျက်ကကျွန်တော်ဘဝမှာအဆိုးဆုံးမိုးတက်မုန်တိုင်းတစ်ခုမောင်းနေနေတော့ဖြစ်ခဲ့တာပါအဲ့ညာက အလုံးနောက်ကျနေခဲ့တယ်အိမ်မပြန်ခင် Uber Eats ကို နောက်ဆုံးတစ်ကြိမ်ပို့ဖို့ကြိုးစားနေခဲ့တာပါ GPS ကကျွန်တော်ကိုကျေးလက် Pennsylvania နာကလမ်းကြိုလမ်းကြောင်းပြလိုက်တယ် လမ်းမီမရှိဘူး ఫో လိုက်မရှိဘူးကွဲအပ်နေတဲ့ကတ္တရာလမ်းနဲ့တစ်ပင်တူတူတွေပဲရှိတယ်မိုးကဇက်တိုက်ရွာလာပြီးမိုးချိန်တန်နေရအယမ်းကျဲတယ်အယိုးတွေပါတုံနေတယ်လို့ခံစားရတယ်ဝိုင်ပါတွေအားကုန်ဖွင့်ထားပေမဲ့ကျွန်တော်ရှိမှအောင်မမြင်ရတော့ဘူးရုတ်တရက် GPS ကရက်သွားပြီးဖုန်းကလည်းမှိတ်သွားခဲ့တယ်ကျွန်တော်ထိတ်လန့်မိကားရက်ဖို့မိုးဆက်အောင်စောင့်ဖို့ခိုးနားစရာကိုရှာလိုက်တယ်အဲ့နာလမ်းမေးမှာတော့ တစ်သားအဆောင်အုံငယ်လေးတစ်ခုကိုတွေးလိုက်ရတယ်။တဲဒါမှမဟုတ် ကောက်ရိုးပုံထားတဲ့ကြည်တစ်ခုဖြစ်မယ်။ကျွန်တော်ကယူမဆိုင်တော့ဘူး။ဘေးနာထိုးရက်ပြီးအင်ဂျွန်ပိတ်မုံတိုင်းနဲ့ပြေးဝင်လိုက်တယ်။ဝင်ဝင်ကျင်းမှာပဲတစ်ခုခုမှားနေတယ်ဆိုတာသိလိုက်တယ်။စိုးနေတဲ့ကောက်ရိုးနံမုံနံနဲ့တခြားအပုံနံတစ်ခုခုကနှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်။လေတို့ကထူထဲပြီးအသက်ရှူရတာခတ်တယ်။အတွင်းထဲကမှောင်နေပါတယ်။ တစ်သားကြကအပေါက်တွေကနေမိုးချိုးပြစ်လိုက်တဲ့အလင်းရောင်တွေကတစ်ချက်တစ်ချက်မှဝင်လာတာပဲရှိတယ်။ကျွန်တော်ပဝင်းချီုံပိုရှင်းရှင်းလင်းလင်းမြင်ရအောင်မိချစ်ကိုမိညိလိုက်တယ်။အဲ့ဒီအချိန်မှာတော့ကျွန်တော်ရင်ဘတ်တွေအောင့်တက်လန့်သွားတယ်။ကြည်ထဲမှာတယောက်ယောက်ရှိနေတယ်။ဘာတူလဲလို့ကျွန်တော်မေးလိုက်တယ်။တောင်းတနေရမှာခါကောက်နေတဲ့အဖအိုတယောက်ပါ။မြေကြီးပေါ်မှာမှုတက်နေတဲ့ပြောင်းမှုမှုန့်တွေကိုလက်တဆုပ်စာစီဖြစ်ကျဲနေတယ်။ ပခုံးပေါ်မှာလဲစုပ်ပြဲနေတဲ့ပဝါကိုဝတ်ထားပြီးအရေပြားနဲ့ကတ်နေအောင်ဆူဆွနေပါတယ်။သူမရဲ့ရှုပ်ထွေးနေတဲ့သပင်ဖြူတွေကနောက်ကျော်အထိတွဲကျနေတယ်။ကျွန်တော်တော်ရင်စာနဲ့တောင်းပန်ပါတယ်လို့ပြောလိုက်တယ်။ကျွန်တော်မိုးခနှောင်းဝင်ခိုးရုံမှာမိုးစဲရင်ထွက်သွားပါမယ်လို့ပြောလိုက်ပါတယ်။သူကကျွန်တော်ကိုမကြည့်ဘူး။ဆက်ပြီးတီးတိုးယွနေတယ်။မြင်းတွေကစာရာကိုမကြိုက်ဘူးတဲ့။ပပလဲကိုကြည့်လိုက်တော့ကြည်ထဲမှာတော့ဘာမှမရှိပါဘူး။ ။တလိษาတကောင်မှလည်းမရှိဘူး။မြင်းဆောင်လိုနေရာမျိုးလည်းမရှိဘူး။ကောက်ရိုးပုံတွေမရှိပါဘူး။ဒါပေမဲ့မြေကြီးပေါ်မှာနှက်ဆိုင်ပြီးလက်ဆက်နေတဲ့မြင်းခွာရာတွေအပြည့်ပဲ။တချို့ခွာရာတွေထဲမှာတော့ရေတွေဝင်ပြီးတော့စုနေတယ်။ဒါပေမဲ့မြင်းကတော့တကောင်မှမရှိပါဘူး။ဒီအဖွားကစိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာ။ဒါမှမဟုတ်ဒီတဲကိုစောင်းနေသူပဲဖြစ်မယ်လို့တွေးလိုက်ပြီးကျွန်တော်ဝင်ပေါက်နာမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်သူ့နာအထိမသွားတော့ပါဘူး။ အဲ့ဒီအချိန်မှာသူချောင်းဆိုးလာတယ်။ပုံမှန်ချောင်းဆိုးတာမျိုးမဟုတ်ဘူး။ဆုတ်ဆုတ်ပြီးအသက်ရှူကျတဲ့အသံဒူးထောက်ထိုင်ချပြီးလက်ဘင်းကိုဖိထားတယ်။အဖွားလို့ခေါ်ပြီးကျွန်တော်တလန်းတိုးလိုက်တယ်။အဆင်ပြေရဲ့လား။နေလို့ကောင်းရဲ့လားလို့လည်းကျွန်တော်မေးလိုက်ပါသေးတယ်။သူအဆက်ပြီးချောင်းနေဆိုးနေခဲ့တယ်။စကားတော့ကောင်းကောင်းမပြောနိုင်ဘူး။သူမိုးလဲသွားတော့မယ်လို့ထင်တော့မှပဲဖက်ဆက်ထဲကနေတခုခုကိုဆွဲထုတ်လာတယ်။ရှေးလျားပြီးအနက်ရောင်စပင်းနေလေချောင်းနဲ့နက်နက်ထိုးထည့်ထားသလိုပဲ အဲ့လိုအသက်ရှူကျက်နေရင်းနဲ့ပဲတီတိုရွတ်လိုက်ပြန်တယ်။သူတို့ကငါ့အောင်နှဆိုးပူးနေတယ်လို့ပြောကြတယ်။အမှန်တော့ငါဖျားနေတာပါ။သူမရဲ့ခန္ဓာကိုယ်ကတစ်ချိန်နှစ်ချိန်တုံးခါသွားပြီးအရာအားလုံးရပ်တန့်သွားတယ်။သူမဖြစ်ဖြစ်ချင်းကျွန်တော်ကိုခေါင်းလှည့်လာတယ်။ကျွန်တော်ဖျားသခင်ကိုတိုင်တယ်ပြီးတော့ပြောရဲပါတယ်။သူမရဲ့မျက်လုံးတွေကလုံးဝမျက်ဖြူလန်းနေတယ်။ပြီးတော့သူမရဲ့အတန်းအရင်ကလိုမဟုတ်တော့ဘူး။ ။သူမထဲမှာတခုခုကပြောနေသလိုဖြစ်နေတယ်။မင်းသူတို့ပြန်ခေါ်လာခဲ့ပြီတဲ့။သူမရဲ့မေယိုတွေကတဖြည်းဖြည်းချင်းနဲ့ကျဲဝန်းနဲ့အပေါက်တစ်ခုလိုဆန့်ထွက်လာတယ်။ကျွန်တော်အော်ဟစ်လိုက်မိတယ်။ကြည်ရဲ့အပေါ်မှာတော့မိုးချိန်တန်တဲ့အသူအတန်းတစ်ခုကမြေထွက်လာတယ်။သူ့ဘာကိုဆိုလိုတာလဲဆိုတာနားလည်ဖို့ကျွန်တော်မစောင့်တော့ဘူး။ကျွန်တော်လှဲလိုက်ပြီးမုံတိုင်းထဲကိုပြေးထွက်လိုက်တယ်။နောက်ကိုလည်းလုံးဝလှဲမကြည့်ခဲ့ဘူး။ကားထဲကိုခုံဝင်တော့ဖုတ်ဖက်ခါလှဲပြီးအဲ့ဒီနေရာကနေအသက်လူတလူမျိုးမောင်းထွက်ခဲ့တယ်။ အိမ်ရောက်ပြီးတဲ့နောက်မှာတော့အဲ့ဒီအတန်စပင်နဲ့မြင်းခွာရာတွေကိုမေ့လို့မရအောင်သူတို့ကငါ့ကိုနဆိုးပူတယ်လို့ပြောကြတာဆိုတဲ့စကားကိုစဉ်းစားနေပြီးတယ်ကျွန်တော်တညလုံးအဲ့ဒီကြည်အကြောင်းရှာကြည့်တယ်အဲ့ဒါက1994ခုနှစ်ကဖြစ်ရတခုနဲ့ဆက်ဆက်နေတဲ့စွန့်ပစ်ထားတဲ့ချမ်းမြေတခုဖြစ်နေအောင်သိလိုက်ရတယ်အဲ့ဒီမှာတော့စိတ်ကစင်ကလေးဖြစ်နေတဲ့အမျိုးသမီးငယ်တယောက်ဖြစ်နေခဲ့တယ်။အတန်နေကြပြီးကိုကိုကိုဒုက္ခပေးတယ်လို့တရင်ပေါ်တယ် သူ့မိသားစုကဆရာဝန်တွေကိုမယုံပဲသင်အောင်ဆရာအတုတွေကိုခေါ်ပြီးနှဆိုးနှံပွဲလှုပ်ခဲ့ကြတယ်။အခြေအနေတွေကထိမနိုင်သိမရဖြစ်သွားတယ်။သူမကိုတသားတန်းပေါ်မှာချိုးတုပ်တမာကျန်းစာတွေနဲ့ရိုက်နှက်အစာငတ်စီပြီးတန်ရှင်းတဲ့ရေကိုအသက်ရှူမဝမချင်းအတင်းတိုက်ခဲ့တယ်။နှဆိုးတွေပူကတ်နေတယ်လို့ပြောကြတယ်။သုံးရက်အကြာမှာတော့သူမဆုံးဖောက်သွားခဲ့တယ်။ပုံပဲ့ချိုးပဲ့ပြီးတော့ရုပ်ပြက်စင်းပြက်နေပဲသူမသိဆုံးသွားခဲ့တယ်။ ရဲတွေစစ်စေးတုံးကတပ်ပုံနေရှိတယ်။တပ်ပုံမှာတော့သူမရဲ့မျက်နှာကမှိုတက်နေတဲ့ပြောင်းမှုမှုန့်နေနဲ့ပေးချန်နေတယ်။အဲဒီနောက်ဘသူမှအဲဒီမျိုးကိုမထီတော့ဘူး။ဒေတာကန်တွေကတော့သူမရဲ့ဝိညာဉ်တွေကမြင်းတွေကိုအခုထိအစာကျွေးနေသေးတယ်လို့ပြောကြတယ်။တကယ်လို့အဲဒီအနီးနားကိုသွားရင်ကြည်ပပတ်လေးမှမြင်းခွာရာတွေကိုမြင်ရလိမ့်မယ်တဲ့။ဒါပေမဲ့တကယ်မြင်းတွေကိုတော့မြင်ရမှာမဟုတ်ပါဘူး။မြင်းတွေစားနေတယ်လို့ သူမပြောတာကိုကြားခဲ့တဲ့သူတိုင်းလဲနောက်ဆုံးတော့အဲ့ဒီစကားကိုပြန်ကြားရလိမ့်မယ်တဲ့အဲ့ဒီစကားကကျွန်တော်ကြောချမ်းသွားစေခဲ့တယ်။ဘာလို့လဲဆိုတော့ "तू ကကျွန်တော်ကိုတစ်ချိန်မကပြောနေခဲ့တာပါ။အဲညာအိပ်ဖို့ကြိုးစားတော့အပြင်မှာမိုးချိန်တောင်ကြားလိုက်ရတယ်။ကျွန်တော်ကားလမ်းပေါ်ကနေဒုတ်ဒုတ်ဒုတ်လို့လေးလံနေတဲ့မြင်းခွာတောင်ကိုလည်းကြားလိုက်ရတယ်။နောက်နေ့ကားကိုသွားကြည့်တော့ကားရဲ့ dashboard ပေါ်မှာရှိုးရင်ပေနေတဲ့မြင်းခွာရာတွေကိုကျွန်တော်တွေးလိုက်ရတယ်။ တပတ်အတွင်းကျွန်တော်အိမ်ပြောင်းကားကိုလည်းရောင်းပြစ်ပြီးတော့ဖုန်းနံပါတ်ကိုပြောင်းလိုက်တယ်။ဥဝဤမောင်းနာကိုလည်းရက်ပစ်လိုက်တယ်။ဒါပေမဲ့မိုးရေရွာတဲ့အခါမျိုးမှာညနေတန်ခေါက်မှာကျွန်တော်နိုးလာတတ်ပြီးစိုးနေတဲ့ပုတ်နေတဲ့ပြောင်းမှုမုန်နှံကိုလည်းရှားနေတော့မယ်။ပြီးတော့ဒုတ်ဒုတ်ဒုတ်ဆိုတဲ့ရင်းခွာတန်တက်တဲ့ကိုလည်းကြားနေရတော့မှာပဲ။သူမစိတ်ကူးတဲ့အမြင်တွေကိုအစာကျွေးနေတာမဟုတ်ပါဘူး။သူမက သူတို့ကိုငတ်မွန်ချေရနေကာကွယ်ပေးနေခဲ့တာပါဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့ခုနှစ်လလောက်ကဖြစ်ခဲ့တာပါ ကျမအခုမှပြန်ပြီးပြောပြဖြစ်တယ်ဆိုတာကဘာတွေဖြစ်သွားလဲဆိုတာကိုကျမကိုယ်တိုင်နားမလည်နိုင်လို့ပါကျမ only fan စဖွင့်ခဲ့တယ်အရန်အစွန်ရောက်တာမျိုးတွေမဟုတ်ပါဘူးအတွင်းကဝတ်ဆောင်လှလှလေးတွေဝတ်ပြီးဆွဲဆောင်မှုရှိတဲ့ပုံတွေလောက်ပါပဲပြောစရာကောင်းတယ်လူတွေရဲ့အာယုံဆိုင်မှုချီးကျူးမှုတွေရတယ်ပြီးတော့ပတ်စံလည်းများများဆဆရရတယ်လေ ကျမရီဆိုတဲ့ကောင်လေးနဲ့နှစ်နှစ်နီးပါးတွဲခဲ့တယ်။ကျမဒီပေးစားဖွင့်တဲ့အကြောင်းပြောပြဖြစ်ကြတဲ့ကသူကတိတ်သဘောမကျပါဘူး။ဒါမင်းမဟုတ်ဘူး။မင်းကလူဆိုင်တွေစီကအတိမှန်ပြမှုမလို့အပ်ပါဘူးလို့သူကပြောတယ်။ပြီးတော့သူက only fan သုံးတာကမင်းအတွက်ဆိုးကျိုးတွေဖြစ်လာနိုင်မယ်လို့လည်းတတိပေးခဲ့တယ်။တနေ့ကျရင်ယူနေတဲ့သူတယောက်ကငါတို့တကားဝါကိုရောက်လာနိုင်မယ်လို့လည်းပြောသေးတယ်။သူကလုံဝါကိုညှဉ်းဆန်နေခဲ့ပေမဲ့ကျမကဂယုမဆိုင်ပါဘူး။ကျမကိုလိပ်ဆောင်ကိုပေးတာမျိုးလည်းမလုပ်ပါဘူး။ ဒါ2025ခုနှစ်ပဲလေမင်းကလေးတွေအွန်လိုင်းမှာသူတို့ကိုသူတို့ယုံကြည်မှုရှိရှိပြသနိုင်တာပဲလေမဟုတ်ဘူးလားတညာတော့တငယ်ချင်းမွေးနေ့ပါတီကပြန်လာရင်အဝေးပြေးလမ်းမပေးရဆွန့်ပစ်ထားသလိုဖြစ်နေတဲ့တက်စီဆိုင်ဟောင်းတစ်ခုမှရက်လိုက်ကြတယ်အချိန်ရပကောင်ကြော်နေပြီရီက energy drink နဲ့ secret သွားဝင်နေတော့ကျမကကားထဲမှာကြံခဲ့ပါတယ်ဖုန်းကိုကြည့်ပြီး direct message တွေကိုရှောက်ဖက်နေခဲ့တယ်ပောက်ရ message တွေများပဲမဲ့ သဘောကောင်းတဲ့လျှို့ဝှက်ရဂျစ်စတာသွင်းသူတချို့တော့ရှိပါတယ်။အဲဒီလုံနဲ့ကျမလုံးဝအာရုံဝင်စားနေတော့တယောက်ယောက်ကကျမကိုစောင့်ကြည့်နေအောင်သတိမထားမိလိုက်ဘူး။ကျမမော်ကြည့်လိုက်တော့လှမ်းပြီးတော့အော်လို့နေပါဖြစ်သွားတယ်။ယောက်ျားတယောက်ကကျမကားမှန်နဲ့လက်မအနေငယ်ကွာမှပဲရက်နေတယ်။ "तू ကညစ်ပတ်နေတယ်၊ရှွနေပေးကြံနေတဲ့ဘောင်မီ၊စပင်းတွေရှုပ်ထင်းနေတဲ့မုန်စိမ်မွေနဲ့နှကန်ကွဲတွေရှိနေတယ်။"သူ့ပုံစံကစိတ်ပိုင်းဆိုင်ရာလုံးဝဖောက်ပြန်နေသလိုပါပဲ။ ကျမအလိုလို တကားကိုလောချလိုက်တယ်။ तू အမှန်ကိုတက်တက်တက်လို့ခောက်တယ်။ကျမကလည်းអော်လိုက်တယ်။ဒါပေမဲ့ तू ကပြုံးပြပြီးသူ့ရဲ့ဖုန်းကိုထုတ်ပြတယ်။ဖုန်းထဲမှာတော့ကျမရဲ့ only fan page ကိုဖွင့်ထားတယ်။ចောင်းလန်းတဲ့ခံစားချက်ကကြော်ရိုးတယ်ကိုစီးဝင်လာတယ်။ရီးကိုတတ်နိုင်သမျှမြ мян ပြန်လာဖို့စူတောင်းရင်းနဲ့ရှာနေခဲ့တယ်။အဲ့ဒီအယူအဆစကားတွေကိုစီကပတ်ကုံးဆက်ပြီးပြောနေခဲ့တယ်။မင်းကတကယ်ပဲမျက်နှာလာတဲ့နတ်သမီးလေးပဲ။ ငါမင်းစပင်ကိုကင်ကြည့်လို့ရမလားကျေးဇူးပြုပြီးတစ်ချက်လေးပါ ကျမအော်ပြီးကောင်းဟွန်တီးလိုက်တယ်အဲလူကသူ့ရဲ့လက်ညက်ပတ်တွေနဲ့မှန်အောင်ပုတ်ဆွဲနေခဲ့တယ်ကျမကိုတကယ်ထိတွေ့ဖို့စိတ်ကူးရင်းနေသလိုပါပဲပြီးတော့သူကပြောသေးတယ်မင်းကအပြစ်မှာပိုလှတယ်ဆိုတာငါသိတယ်တဲ့ကျမငိုတော့မလို့ဖြစ်နေတော့ရီယာဆိုင်ထဲကနေပြေးထွက်လာတယ်သူဒီလောက်မြ мян လှောက်ရှာတာမျိုးကျမတခါမှမမြင်ဘူးပါဘူး ူဟာကားပါကင်အလဲမှာအဲ့လူကိုလဲကြအောင်တိုက်ပြီးတော့ထိုးချလိုက်တယ်။အဲ့လူရဲ့သွားသုံးကြအောင် ကျူအောင်ထိုးတာကိုကျမမြင်လိုက်ရတယ်။ကျမတို့ကားပေါ်တက်ပြီးအချိန်နဲ့မောင်းထွက်လာတယ်။ကိုနှစ်သားကလေးလိုရှိုက်ကြီးတငငငငိုရင်းနဲ့ကျမအကုန်ပြန်ပြောပြနေခဲ့တယ်။ရီကတော့အသက်ရှူတန်ပြင်းပြီးတော့လက်စစ်တွေမှာလည်းတွေးထွက်နေခဲ့တယ်။တွေ့လား။ငောင်မင်းကိုပြောသားပဲ။ဒီလိုတွေဖြစ်လာမယ်လို့အဲ့လိုနဲ့ तू ကမြည်တွန်တောက်တီးနေခဲ့တယ်။အဲ့ညမှာပဲ ကျမ only fan page ကိုလုံးဝဖျက်ပစ်လိုက်တယ်။ကျမလုံးဝမတွန်းဆုပ်ခဲ့ပါဘူး။အကာအကွယ်မဲ့သလို အရန်အကြက်ဖက်ခံနေရသလို ခံစားရတယ်။ကျမရဲ့တိတ်ခါတွေကိုအမိုက်ပုံနဲ့အတင်းထိုးထည့်ခံလိုက်ရသလိုပဲ။ကိုကိုကိုတန်ဖိုးထားမှုတွေကိုမေးခွန်းထုတ်လာတယ်။ဒီဟာကအဆိုးဆုံးညပါပဲ။ရတရပတ်တွေကြောင့်အဲဒီလူရဲ့မျက်နှာကိုပြန်တွေးနေမိတယ်။ "तू ကကျမကိုတကယ်သိနေသလိုပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုလိုထိတွေ့ဖို့တောင်းဆိုနေပုံကိုကျမမေးလို့မရခဲ့ဘူး" ကျမအိတ်လို့မပြောဘူး။တစုံတယောက်လမ်းလျှောက်သွားတိုင်းလန့်နိုနေခဲ့တယ်။ရီယာကျမကိုဂယူးဆိုင်ပေးခဲ့ပါတယ်။ဒါပေမဲ့ငါသာအပြစ်မထွက်ခဲ့ရင်ဘာဖြစ်သွားမလဲ။ငါဘာလို့မင်းကိုဒီလိုအရာတွေမလုပ်စေချင်လဲဆိုတာမင်းနားလေပြီလား။အိတ်လို့တွေပြောပြီးတော့နေစဉ်ရက်ဆက်တရိပ်ပေးနေခဲ့တယ်။ရိုးရိုးသားသားပြောရရင် ကျမကျေးဇူးတင်မိပါတယ်။သူ့မှန်နေကျမအန်ရီကိုဖိတ်ခေါ်ခဲ့တာ ဖြစ်နိုင်ပါတယ်။တလားကြာမှာတော့ရီအလုတ်သွားနေတော့ ကျမတို့ရဲ့ပစ္စည်းစုံထည့်ထားတဲ့အန်ဆွဲကိုရှင်းနေမိတယ်။ဖုံအသွင်းကျိုးအပူရှာရင်နဲ့ပြင်းရစွာဆာရွက်အဟောင်းတွေကိုစုနေတော့ဟောင်းနှံပြီးတော့ကြိုတင်ငွေဖြင့်ထားတဲ့ခေါပုံးလေးတစ်ခုကိုတွေးလိုက်ရတယ်။တက်တန်းကုန်နေတဲ့ကူပွန်တွေအောက်မှာဖွက်ထားတာပါ။ကျမဘာလို့ဖွင့်ကြည့်လိုက်မိလဲမသိဘူး။ဒီဖုံးကိုရီးအရင်တော့သုံးခဲ့တဲ့ဖုံးအဟောင်းလေးဖြစ်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့ဖွင့်လိုက်တဲ့အခါမှာတော့ဘက်ထရီရရှိနေတော့မယ်ပြီးတော့ message တွေလည်းရှိနေတယ် အများကြီးတော့မဟုတ်ပါဘူး။နမတ်တစ်ခုတည်းကနေ၅ခုလောက်ပဲ။နမဲမရှိဘူး။စာသားတွေကြီးပဲ။ကျမစာတစ်စောင်ချက်ချင်းမျက်စိကျသွားခဲ့တယ်။ဒါအတူအကြောင်းလုံယုံတက်တက်ပါဆိုတာမင်းသိကြလား။ငါနောက်ရဲတွေလိုက်တာမျိုးငါမလို့ကျင်ဦးတော့တဲ့။ကျမနှလုံးသားတွေတုံ့လောက်သွားတယ်။နောက်တစ်ခုက cash up ကမအောင်မြင်ဘူး။ကာကအတွက်ဒေါ်လာ90လောက်ထပ်လိုတယ်တဲ့။ကျမလက်တွေတုံနေရင်စက်ကြည့်နေတော့ကျမကိုဖျားနာစေတဲ့ message တစ်စောင်တွေးလိုက်ရတယ်။ ူတယောက်တည်းကားပေါ်မှာစောင့်နေတဲ့အချိန် only fan page ကိုပြလိုက်ပြီးရင်နည်းနည်းလေးကြောက်အောင်လုပ်လိုက်မင်းတကယ်သေးကြအောင်တော့လုံးရမယ်နော်တဲ့ကျမပါဇက်တွေ၆ကတ်သွားတယ်ဒီစာကတက်စီဆိုင်အဖြစ်ပြက်မဖြစ်ခင်နှစ်ရက်အလိုအားရေးထားတာပါ ကျမအဲဒီစာအောင်ငေးကြည့်ရင်တိတ်ဆိတ်နေခဲ့တယ်တကယ်ဖြစ်အောင်လုပ်တဲ့တက်စီဆိုင်မှာရှိတဲ့အယူအဆဆွဲလန်းနေတဲ့ကျမရဲ့ follower မဟုတ်ပါဘူးသူ့ကိုလှော့လိုက်တာသူကစိတ်ခိုင်းခံရတာ ြီးတော့ကျမရဲ့ရီစာရီကငှားထားခဲ့တာကျမတကူလုံးအေးဆက်သွားတယ်အသက်ရှူလို့မရအောင်ချစ်ရတဲ့သူကိုဘာလို့အဲ့ဒီလိုလုပ်ရတာလဲလို့ကိုကိုကိုပြန်မေးနေမိတယ်အဆိုးဆုံးကရီကသူရဲ့ကောင်းလို့ဟန်ဆောင်ခဲ့တာပါပဲကျမရဲ့ only fan page ကိုဖျက်ပြစ်အောင်ကြောက်ဖို့အချိန်လေးတစ်ခုလုံးစတင်ဖန်နှီးခဲ့တာပြီးတော့သူဖန်နှီးခဲ့တဲ့အချိန်လေးကနေကျမကိုဟန်ဆောင်ပြီးတော့ကယ်ဆယ်ခဲ့တယ်ပြီးတော့သူကနောက်မှငါပြောသားပဲလို့အတွင်တွင်ပြောနေခဲ့တယ် နောက်နေ့မနက်ရီအလုတ်သွားနေတော့ကျမပစ္စည်းတွေထုတ်ပြီးထွက်လာခဲ့တယ်။သူ့ကိုထပ်ပြီးတော့ရင်မဆိုင်ကျင်တော့ဘူး။ဘာစကားမှလည်းထပ်ပြီးမပြောကျင်တော့ဘူး။ကျမလုံးဝပျောက်ွယ်သွားသလိုနေလိုက်တယ်။ဖုန်းနံပါတ်တွေပြောင်း၊ဆိုရှယ်မီဒီယာတွေအားလုံးအနေနဲ့သူ့ကိုဘလော့ပစ်လိုက်တယ်။